ခင်လေးစားရပါသောတော်လမ်းမိသားစုတို့ရေဇဝရီယာ YouTube channel လေးကနေပြန်လည်ကြိုဆိုပါရနော်ဒီကနေ့မှာတော့ကြပြစရာတန်ဆုံဝင်ရဲ့ကိုကြောင့်ကဘာကြီးမနာချင်းစေခြင်းဆိုတဲ့ကြပြလေးတစ်ပုဒ်ကိုခန်းစားရပ်ဖတ်ပေးပါမယ်နော်ဒီနေ့အတူတူနားဆင်ပေးကြပါအောင်နော်ကိုကြောင့်ကဘာကြီးမနာချင်းစေခြင်း ားကောင်းမောင်းတဲ့ယူသွက်ခဲ့စဉ်တုန်းကကောင်းကင်ဘုံကိုမော့ချီဖို့ကြိုးစားကြည့်တဲ့တိုးတကောင်။တင်ယုံညွန်တန်ကြောက်ဆုံးနေတဲ့နှင်များအထင်တော်လဲမှားပြီးဖယားသခင်ကလက်ဆောင်တစ်ခုချီးမြှင့်လိုက်ရင်မိန်းကလေးပေါ်ကွယ်အခုတော့သူ့တဘောသူဆောင်နဲ့အာကာသထက်ချီချောင်းတို့ချစ်ချင်း ခွေခွင်းခဲ့ရပြီဘုံတွေဟာတီးဖို့မဟုတ်တော့ဘူးအိမ်မပြန်တန်းပေါ့ကွယ်တိမ်တွေရဲ့အစံလမ်းမှာကို့ချေလှမ်းတွေပျောက်ဆုံးခဲ့ရကို့ကျောပေါ်အလျားလိုက်စီးဆင်းနေတဲ့မြင့်မှာကို့ရာစပင်းဟာပျောက်ဆုံးခဲ့ရအတိတ်ပေတွေကိုအခွန်ချက်ထားတဲ့စကက်လုံးတွေနဲ့ တန်ကြန်သေးတွေဟစ်ကျွေးနေကြ။တစက်မှရေမရှိတဲ့မြစ်ကြီးတွေလှေတွေရွက်လွင့်နေကြ။မွေတကောင်ကတော့သူ့ကိုယ်သူသင်းရင်ပြန်တစင်းလို့စိတ်ကူးရင်ခဲ့ဘူးမှာပေါ့။အလို့တက်ပါလေအနှင်းရဲ့အဝိတ်အတဟာအငြင်းတဲ့အထိတ်ကိုစာနေ။ကိုရဲ့တရဖို့မဆောင်မှုရဲ့မာနတရားကတော့အငြင်းတဲ့ ဖြားနာခဲ့ရာဘယ်တော့မှမုံမလင်းပေဘူးတက်သူကြချက်သူလက်ရှာမနေပါနဲ့တော့ကိုကြောင့်ကပါချင်းမနာချင်းစီချင်းကြောက်တုံးတုံးမှာအောက်မေ့အမရစရာဘာများရှိမှလဲပန်းပွင့်တစ်ခုဟာဝန်ကလေးတကောင်ရဲ့အိမ်မက်တစ်ခုမဖြစ်နိုင်ကို့အနာကြဟာအဝေးက ပြန်လာနေပါပြီ။တောင်စိုးဝင်းညနေမှာမကယ်စင်2000တခုနဲ့ဟုတ်ကဲ့ပါရှင်။ကြပြဆရာတောင်စိုးဝင်းရဲ့ကိုကြောင့်ကဘာကြီးမနာကျင်စေခြင်းဆိုတဲ့ကြပြလေးကိုခံစားရပြပေးကြရတယ်ဖြစ်ပါရဲ့ရှင်။ချစ်ခင်လေးစားရပါတော့တော်လမ်းမိသားစုကိုရင်တော်လမ်းရဲ့တွေ့ရမှာအဆဆရရာခရီးစားပြီးခရီးဆောင်ထိဝေလို့တူတူအတင်းတော်လမ်းကြမယ်နော်။ စဝါရီယာ YouTube channel လေးကိုလည်းလိုက်ခံ subscribe လုပ်ခဲ့ပြီးကြပါဦးလို့ညွှန်ပြပါမယ်နော်